မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်24ရက်နေ့ကနေပြီးတော့24ရက်လောက်ွယ်နေ့ကနေပြီးတော့2025ခုနှစ်6လပိုင်းလောက်ကုန်အထိတပတ်စာကညီမဟောစရန်ကိုဆရာဟောကြားပေးမှာဖြစ်ပါတယ်လူလုံးလေးသားသမီးမိတ်ဆွေတွေဒီရက်တပတ်တာ6လပိုင်း20လောက်ကုန်နောက်ဆုံးပတ်တာတော့ဒီမှာမိတ်ဆွေတို့ရဲ့ကံဟာ အရာရာကိုဆုံးဖြတ်ရခတ်နေတယ်ဖြစ်မလာသေးတော့ကိစ္စတွေကိုစိုးရိမ်ပူပန်နေတာမျိုးကိုကိုကိုအအပူလွန်နေတာမျိုးတွေအောင်မြင်မအောင်မြင်မမလားလက်ရှိလုပ်နေတဲ့လှုပ်ရှိနေတဲ့နေရာလမ်းကြောင်းပေါ်မှာအစင်ပြေမပြေပါမလားဆိုတဲ့အတွေးခေါ်လေးတွေကွန်ပျူတာကြစီတဲ့အရာလေးတွေးနေတဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီအတွေးလေးတွေကိုဖျောက်ပြီးတော့အတတ်နိုင်ဆုံးပစ္စုပ္ပန်ကိုကောင်းမွန်အောင်ကြိုးစားတာအကောင်းဆုံးဖြစ်ပါတယ်မျောလင့်ထားသောအမျိုးသမီးသူမဟုတ်အမေသူမဟုတ်အမတအူးတယောက်နာကနေပြီးတော့ငွေကြီးနဲ့ပတ်သက်လို့လက်လာဖာနဲ့ပတ်သက်လို့မေတ္တာကြီးနဲ့ပတ်သက်လို့တခုခုကိုရရှိရန်မျောလင့်နေတယ်ဆိုတဲ့ကံမျိုးဖြစ်ပါတယ်ခင်ဗျာကျမကြီး ညမိုင်းနဲ့ပတ်သက်လာရင်တော့ဘာမှစစိုးဝါမရှိပါဘူးအလုံးနဲ့ပတ်သက်ပြီးတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေကြောင့်ရှေကုံလက်ပန်းကြနေတာမျိုးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေရတာမျိုးလေးတွေကြောင့်ကိုကိုကိုလုံးအလုပ်ထဲမှာလုပ်ငန်းထဲမှာလက်ရှိရှိနေတဲ့နေရာမှာဖိအားတွေများနေတယ်ဆိုရဲခန်းစားချက်မျိုးတွေများစွာရရှိနေတယ်အထူးသဖြင့်အဲခြေထောက်နဲ့ပတ်သက်ပြီးတော့ဒူးနဲ့ပတ်သက်ပြီးတော့အနှဲငယ်လေးထိခိုက်တာမျိုးနာတာမျိုးထုံတာမျိုးဖြစ်တာတာလွင်ကျန်တာတော့ဘာမှစိုးစိုးဝါးမရှိပါဘူးခင်ဗျာအလောက်ကအလောက်ကနဲ့ပတ်သက်လာရင်တော့ မိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွေမှာဆက်တူလုပ်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်။စာရုပ်စာရမ်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးလုပ်တဲ့လုပ်ငန်းတွေညီကိုမတော်မဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့လုပ်တဲ့လုပ်ငန်းတွေမှာအကျိုးပေးပါတယ်။အပြောအဆိုနဲ့ပတ်သက်တာတွေစိတ်ဆက်ညှိနှိုင်းမှုလေးတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှုကောင်းပါတယ်။စာချုပ်ဆိုင်ရာကိစ္စလေးတွေမိမိစိတ်ထဲမှာတွေးခေါ်ထားတဲ့အရာလေးတွေကိုကူညီဆွမ်းဆောင်ပြီးတော့လှုပ်ဆောင်ရင်ရှေ့တိုးလှုပ်ဆောင်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမှာဖြစ်ပြီးတော့မပြီးမပြတ်ဖြစ်နေတဲ့သူတွေစိတ်ထဲမှာစက္ကနဲ့ပေါ်လာရင်တက္ကနဲ့ဝုန်းကနဲ့တိုင်းကနဲ့လှုပ်လိုက်တာမျိုးအလင်းစလိုလှုပ်လိုက်တာမျိုးဘာမှမတုံဆိုင်တွေ့ဝေမနေဘူးနဲ့ဘာကိုဖြစ်ဖြစ်အကြံစီပေါ်လာရင် ခပြီးတော့လှုပ်ဆောင်လိုက်အချိန်နေနေ့တွေညတွေတွေးမနေနဲ့ဒါဆိုရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမဲ့ကာလဖြစ်ပါတယ်အလုရှာနေသူတွေအလုဟောင်းကြီးတွေအလုတက်ကပုံမူရရှိနိုင်သောကာလဖြစ်ပါတယ်အကိုပိုင်လုပ်ငန်းလေးတွေစတင်လှုပ်ဆောင်တာမျိုးတွေအစုချေရစုချင်းနဲ့ပတ်သက်တာမျိုးတွေညီကိုမောင်နှမဆွေမျိုးသားချင်းပေါင်းစုဆက်တူစုဝေးလုပ်ရတဲ့လုပ်ငန်းတွေမှာခြေတူအားသာကောင်းလို့ပါတယ်ဆက်ပစ္စည်းရင်းဝင်တတ်ပါတယ်အသည့်ရရှိတာမျိုးဖုံးဆိုင်တဲ့အသည့်ရတာမျိုးလက်ဆောင်ရရှိတာမျိုးတွေကြုံရတတ်သောအပတ်တာကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာအဲ့လို လုပ်ငန်းရာထူးနဲ့ပတ်သက်ရာထူးပြတိုးဖို့ရာထူးတက်ဖို့ထက်လက်ရှိနေရာကနေတော့အစီအပြောင်စူးစမ်းရမယ့်ကာလဖြစ်တယ်။နိုင်ငံခြားခရီးသွား passport visa လုပ်ငန်းတွေနဲ့ပတ်သက်လာလို့ရှိရင်နည်းနည်းလေးဟိုရှေ့တို့ဆောင်ရွက်ပြီးတော့ငွေကားထက်တော့ပိုမိုစူးစမ်းရမယ်။ passport လုပ်ငန်းတွေ visa လုပ်ငန်းတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးအပြောင်းအလဲအပြောင်းလဲလုပ်နိုင်တဲ့မိတ်ဆွေများဖြစ်နိုင်လို့ရှိရင်တော့ဒီကာလအတွက်ဒီမှာတတိထားပြီးတော့ပိုမို view site တတိထားစင်ရန်လိုအပ်သောကာလအပတ်တာပိုက်ရှားကာလဖြစ်ပါတယ်ခင်ဗျာ။စင်ရင်ရမယ့်ချက်တွေစင်ရင်ရမယ့်ချက်တွေကတော့ငွေကြီးနဲ့ပတ်သက်လို့ရှိရင်ရှိတာငားတာမျိုးတွေကိုမှငွေနဲ့နဲ့ရှိရင်လူထင်ကြီးခံရတာမျိုးတွေအာဟာရပြီးငွေ ရှိလိုက်တာမျိုးတွေကြောင့်ငွေကုန်ကြေးကျများတက်တယ်လူငယ်တွေအခြေအနေနဲ့ပတ်သက်ရင်ငွေကြေးအဖက်မတင်တာမျိုးငွေကုန်ကြေးကျများရတာမျိုးတွေကြုံရတတ်တယ်လို့ငွေကြေးကံနဲ့ပတ်သက်လာတဲ့အခါအခြေအနေကြောင့်ရည်စားပိုးရတာလေးကြောင့်ငွေကြေးနဲ့ပတ်သက်လို့အဖက်မတင်တာမျိုးငွေမမြဲတာမျိုးတွေကြုံရတတ်တယ်ဝင်ငွေဟာဝင်တော့ဝင်တယ်ဝင်ငွေဟာကိုယ်နဲ့မကတ်နေတာမျိုးအထွက်များနေတာမျိုးတွေကြုံရတတ်တယ်အဲထို့ပြင် ဘာသာရေးဆိုင်ရာကိစ္စလေးတွေအလူတန်းဆိုင်ရာကိစ္စလေးတွေရရှိတတ်တယ်လက်လွန်ထားတဲ့ငွေကြေးတွေနဲ့ပတ်သက်လာရင်လည်းပြန်လဲတောင်းဆိုရမယ်ကာလအပတ်တာပိုင်းခြားဖြစ်ပါတယ်ထို့အပြင်မိမိတို့အနေနဲ့မိမိရဲ့အရှိရေးမှာဆိုလို့ရှိရင်တော့မိမိရှစ်တော်မြန်နိုးသောသူကိုဖွင့်ပြောလိုက်တာမျိုးလက်ဆောင်ပစ္စည်းတစ်ခုခုလေးနဲ့အကူအညီလေးတွေဟိုပါဘော surprise တိုက်တာမျိုးတွေလက်ဆောင်လေးနဲ့ဖွင့်ပြောလိုက်တာမျိုးတွေဆိုချင်းတဲ့အရှိရေးမှာမျက်နှာပွင့်ပြီးတော့မိမိလိုချင်သောအရှိဖြေကိုရရှိမယ်ကာလဖြစ်ပါတယ်သမီးစားများအနေနဲ့ကတော့တယောက်နဲ့တယောက်တူးနဲ့တူး ဒီတိုင်းဆိုတော့ကောင်းအိမ်အောင်ပြုရန်တိုင်ပင်လိုက်ခါမှဖြစ်စီမိမိရဲ့ရှစ်သူကြီးစားသမီးကြီးစားရဲ့အိမ်အောင်ဟိုဆွနာလိုပေါ့အိမ်နွေးရေးအဆင်မပြေမှုသူ့ရဲ့လူမျိုးရေးအဆင်ပြေမှုလေးတွေကြောင့်ပို့ပါလိုက်ပြီးတော့စိတ်မကောင်းဖြစ်ရတာမျိုးစိတ်ပန်းလာတာမျိုးတွေကြုံရတတ်တော့အပ္ပတာဖြစ်ပါတယ်အိမ်အောင်ကြီးအိမ်အောင်ကြီးနဲ့ပတ်သက်လာရင်တော့ခီးထွက်ရတာမျိုးမထင်မဖဲနဲ့ခီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများရတတ်တယ်အထူးသဖြင့်ငွေကြီးနဲ့ပတ်သက်လာတဲ့အခါအိမ်အောင်ဘက်ကြောင့် ငွေကုန်ကြီးကြအများရတာမျိုးတွေအိမ်အောင်ပတ်နဲ့ပတ်သက်ပြီးခီးသွွားနဲ့ပတ်သက်ပြီးမထင်မှာပဲခီးသွွားကိစ္စလေးတွေကြောင့်ငွေကြီးမှာတော့ငွေကြီးလုံးကလေးရင်းကလေးထွက်သွားတာမျိုးတွေငွေကြီးဖတ်မတင်တာမျိုးတွေကြုံရတက်တယ်လို့မိတ်ဆွေတို့ရဲ့ငွေကြီးတွေမှာရှင်းငားထားတဲ့ကိစ္စလေးတွေမဖြစ်မနေပြန်လဲပြီးတော့ ဟိုတောင်းရတာတဲ့အခါမှာစိတ်ကိုင်းမကြတာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်တစ်ချိန်နှစ်ချိန်ထက်ပိုပြီးကြိုးစားပါငွေကြီးနဲ့ပတ်သက်ရင်အလောင်းကစားအပြော်ဘာနဲ့ပတ်သက်ပြီးသတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်သတိလေးနဲ့ထိမ့်သိမ်းလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်ရေချားမြေချားခီးသွားကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်လို့အဖက်မတင်တာမျိုးငွေကုန်ကြီးကြမရတာမျိုးအိတ်ပေါက်နဲ့ဖားကောက်တယ်လို့ရှာကြံပြီးတော့ထွက်တတ်တာလွယ်ရင်ကျွန်တော်တို့ဘာမှစိုးဝါးမရှိဘူးငွေကြီးကံအားဖြင့်ဆိုရင်တော့မထင်မှတ်ထားသောငွေလေးရရှိလာတတ်တယ်လို့ အစုရှယ်ယာစုကြီးတွေနဲ့ပတ်သက်ပြီးတော့ရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတော့ချီထားသောငွေငှားထားသောငွေလက်လွန်ထားတဲ့ငွေကြီးတွေမှလည်းမတင်မှာပဲကံကောင်းမှုတွေရရှိလာတာမျိုးသာသမီတပည့်လက်သားရေရှားမြေရှားကနေငွေကြီးနဲ့ပတ်သက်လို့အထောက်အကူတွေများစွာရရှိတတ်သောကာလဖြစ်တယ်။ဘာကိုဖြစ်ဖြစ်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့လုပ်ငန်းတဲ့အလုံးတက်ဆိုရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့အပတ်တာကာလဖြစ်တယ်။မိတ်ဆွေအစ်စ်တွေအကူအညီအစ်စ်တွေရရှိတတ်တယ်။အပြောင်းလဲနဲ့ရွေးချယ်မှုတွေတွေလုပ်တဲ့အခါမှာတိုးတက်ပြီးတော့အောင်မြင်နိုင်တဲ့ကာလဖြစ်တယ်။ပညာရေးနဲ့ပတ်သက်လာရင်တော့ကလေးတွေငယ်များအနေနဲ့ပညာရေး နဲ့ပတ်သက်လို့ရှင်ခြေတို့ဆောင်ရအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေမဲ့အပတ်တာကာလအပိုင်းရှားကျင်းတည်ပေါင်းဖြစ်နေပါတယ်ခင်ဗျာဒါအပြင်အစုအဖွဲ့အသင်းအဖွဲ့အပေါင်းအသင်းနဲ့လောက်ရတဲ့လုပ်ငန်းတွေမှာခြေတို့ဆောင်ရလှုပ်ဆောင်မှာစူပလာတွေအောင်မြင်မှုတွေဥပမာပေါ့ဟိုဆရာတို့ပြိုင်ပွဲတွေမှာဆိုရင်လည်းကိုယ့်ရဲ့အဖွဲ့ကအားသာနေတာမျိုးကိုယ့်ရဲ့အကြောင်းအတန်းကထိတ်ဆုံးရောက်နေတာမျိုးတွေကြုံရတတ်တဲ့ကာလဖြစ်တဲ့အတွက်အောင်မြင်မှုနဲ့ပတ်သက်လာရင်တော့တကယ်ကိုဆက်ဆက်ဖြစ်စေတဲ့ကာလအပိုင်းရှားဖြစ်ပါတယ်တတိထားစီနေရမယ့်ချက်ကလေးတွေကတော့ရီမန်းချက်ရည်ရွယ်ချက်တွေကို လှုပ်ဆောင်တဲ့အခါမှာတခုခုအာယုံဆူဆူဆက်ဆိုင်လှုပ်ဆောင်ပါတယ်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီပါတယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့ဒီတပတ်တာတော်တွေမှာခရီးသွားကိစ္စလုပ်ငန်းကိစ္စအလုပ်ကိစ္စအရေးကြီးသောကိစ္စရက်တွေကိုပြုလုပ်တဲ့အခါမှာ25ရက်နေနဲ့26ရက်နေဒီမှာပြုမှုဆောင်ရွက်ရင်အာသာကောင်းမှုတိုးတက်စီပါတယ်ခင်ဗျာအကျိုးပေးသောကဏ္ဍခရီးရည်နေနဲ့ဆိုတက်ကဏ္ဍကိုကနန်းနေဟာမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းမှုအားသာစေပြီးတဲ့အခါအကျိုးပေးစီတော့အယောင်နေနဲ့ဆိုရင်တော့ဆရာတို့ပန်းရောင်အဝါရောင် အဲဆိုတာစင်စွဲရောင်လေးတွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့ကံကောင်းစေပါတယ်ခင်ဗျာ မိတ်ဆွေတို့အနေနဲ့သတိထားမယ့်အကြောင်းလေးအနေနဲ့ဆိုလို့ရှိရင်တော့အထက်အောက်အနီရောင်တွေဝတ်သွားတာမျိုးလေးတွေအအကြောင်းတောက်တောက်ကြီးတွေဝတ်သွားတာမျိုးတွေဟာမိတ်ဆွေတို့ရဲ့လုပ်ငန်းကိုကြံ့ကြာစေသလိုအအဆောင်ပစ္စည်းတွေနဲ့ပတ်သက်လာတဲ့အခါမှာပဲဖြစ်ဖြစ်အဝတ်အစားနဲ့ပတ်သက်လို့ပန်းရောင်လေးတွေကိုသတိထားပန်းရောင်လေးတွေနဲ့ပတ်သက်လို့ရှိရင်အပေါ်မူအားကောင်းပြီးတော့အနီတောက်တောက်ကြီးတွေနဲ့အနီနဲ့ပန်းရောင်မတူဘူးနော်သတိထားစင်နေပေးရန်လိုအပ်ပါတယ်မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအရေးကြီးတဲ့ကိစ္စတွေကိုပြောဆိုဆောင်ရွက်လှုပ်ဆောင်တဲ့အခါကျရင်မိမိအိမ်မှာရှိတယ်နော်မိမိအိမ်မှာရှိတယ်နော် ဟိုစနားလိုပေါ့ဟိုပြက်ကလေးလေးတခုကိုကြည့်ဟိုဘောပင်လေးနဲ့ကိုသွားမဲ့လုံမဲ့အလုပ်ငန်းလေးတွေကိုစတင်လုံမဲ့အလုပ်ငန်းသုံးမဟုတ်သွားပြောဆိုမဲ့လုပ်ငန်းလေးတွေမှာဝိုင်းပြီးတဲ့ခါတော့ငါတို့ဒီနေ့တော့အောင်မြင်မှုတွေရရှိမှာဆိုကြုံသွားပြီးတော့လိုရာမှုကိုပြည့်မှုဆောင်ရင်အောင်မြင်တိုးတက်နိုင်ပါလေ မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်တွေအယောင်ထွက်စီပြီးငွေကြီးကံအားကောင်းစီရန်ကံဆိုကိုယ့်ရဲ့ကုန်ပစ္စည်းတွေကိုဖဲချက်ကလေးနဲ့ဖြစ်စီဖဲချိုးကလေးနဲ့ဖြစ်စီထိတွေ့ရိုက်ပုတ်ရောင်းလိုက်ရင်ငွေကြီးကံအားကောင်းပြီးတော့လက်လာပါတွေပွင့်လန်းလာမယ်ဆိုတဲ့အကြောင်းပြောရင်တနင်္မလီတာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်အရာရာအောင်မြင်တိုးတက်လို့အဆင်ပြေကြပါစေ။ဆရာငင်နာဖိတင်မိချင်းခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်ရှောင်း7902904160 WhatsApp Telegram မှာဖြစ်စေ Viber မှာဆက်သွယ်မိမြန်နိုင်ကြောင်းနဲ့ TikTok Messenger ပါညာဆရာဧည့်သည်လက်မှတ်ခံကြောင်းဆရာကတတိပေးပြောရင်းနဲ့ ဆရာမိတ်ဆွေတနေ့ဦးနေသားသမီးတွေအားလုံးအောင်မြင်မှုတွေပိုင်ဆိုင်လို့ရတနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေ။